လက်နဲ့အာကိုနဲ့ရက်ဆက်တာရှိတယ်။မျက်နှာနဲ့အာကိုနဲ့ကောက်ကျစ်တာရှိတယ်။ကောင်းတယ်လားအဲ့ဒါလေး။မကောင်းအဲ့ဒီအလွန်တရာမှမကောင်းတဲ့ရုပ်ညက်တဲ့အဲ့ဒီအရာတွေဟာလောဘတမေတုဒိဋ္ဌံတိလောဘရှိတဲ့ပုဂ္ဂိုလ်တွေရဲ့တဏ္ဍာမှာပဲငါတွေ့မြင်ရတယ်။လက်နဲ့အာကိုနဲ့ရက်ဆက်နေပြီဟိဟုတ်လားညနေညနေအာကိုနဲ့ကောက်ကျစ်နေပြီဟိဆိုရင်ဘာကြောင့်အဲ့ဒါလိုရက်ဆက်တယ်လဲကောက်ကျစ်တယ်လဲလို့အကြောင်းရှာလိုက်ရင်လောဘကိုသွားတွေ့ရဒါကို तू ကလှလှပပါလေးပြောလား။ ရက်ဆက်မှုကောက်ကျင့်မှုတွေဆိုတာလောဘရှိတဲ့လူတန်တံမှာပဲငါမြင်ရတာလေလောဘမရှိတဲ့လူတွေမရက်ဆက်ဘူးမကောက်ကျင့်ဘူးလို့ပြောတာအလွန်မှန်တာပဲနော်ဒီခေတ်မှာအဲ့ဒီစကားလေးကအကျေပြောစရာအရင်ကောင်းရက်ဆက်မှုမှန်တယ်များအကြောင်းပဲရက်ဆက်နေတာမဟုတ်ဘူးတခုခုရခြင်းလို့ဟုတ်တယ်မဟုတ်လားတခုခုဖြစ်ခြင်းလို့နော်ကန်ကောက်ကျင့်နေတာတွေကတော့ပါရခြင်းလို့ပဲလေဒီခေတ်ဆိုရင်တော်တော်ကိုတချို့အတုတွေကတော်တော်ရင်နာစရာကောင်းတော်တော်ကြောက်စရာလည်းကောင်း အတုတွေကြီးပဲဒီတော့ကတော့တည်တာကအော်စားရတယ်ဆိုရင်အနံ့တော့ပဲအတုလို့တင်တာအခုအရသာလဲအတုရတယ်ဒီတော့အယောင်လေးတော့ပဲအတုရှိတယ်ထင်နေတာအခုအကုန်အတုရှိတယ်အကုန်လုံးအတုတွေကြီးပဲဟုတ်လားအစားတော့အတုဆိုမှတော့ဒီခန္ဓာကိုဘယ်ခံနိုင်မလို့ဟုတ်လားအဲ့ဒီအစားတော့အတုတွေကြောက်စရာကောင်းတဲ့အတုကဘာအတုများဖြစ်မလဲစေဝါအတုလုံရက်တယ်နော်ရချင်းတော့လုံတာပဲလေသုံးဆွဲတဲ့လူဘလို့ပဲဒုက္ခရောက်နေနေသူရရင်ပြီးရောလုံလိုက်တာပဲ ်ဟုတ်လားနောက်ထပ်အတုတကအတုတည်းမဲ့အစိုးရဆုံးအတုကဘာအတုများဖြစ်မဲ့တင်တော့တရားအတုအဲ့ဒါကတော့တန်တရားနဲ့ချီပြီးတော့နဲ့နာသဘောပေါက်ဖို့လိုတယ်ဟုတ်လားအဲ့ဒီအတုတွေဘာဘူးလို့လုံနေကြတာတော့ရားကျင်လို့ဟုတ်လားရစ်စက်မှုတွေကောက်ကျင်မှုတွေဟာလောဘရှိတဲ့ပုဂ္ဂိုလ်တွေရဲ့တန်တမာပဲငါမြင်ရတယ်တဲ့တတ္တမလောဘနာတော့ရှိဒါကြောင့်အဲ့ဒီလောဘကိုငါမကြိုက်ဘူးတဲ့လူရင်းတူရှင်တွေပြောလိုက်တာနော် တကယ်တမ်းဦးဇင်းတို့ကြည်ကြည်ပြတ်ပြတ်ပြောမယ်ဆိုရင်လောဘဆိုတာဒုက္ခသမှုတရားတစ္ဆာပဲလေဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားအဓိကအကြောင်းတရားဟုတ်လားလောဘကြောင့်ဘလို့ဘလို့တွေဆင်းရဲပါတယ်ဆိုတာကိုစာဖွဲ့မယ်ဆိုရင်အခရာမလောက်ဘူးလို့တောင်မြတ်စွာဘုရားဟောတာတစ္ဆာတန်ရုပ်ပါဠိတော်ထဲမှာဟုတ်လားလူခြင်းမှုကြောင့်ဒုက္ခတွေဘလို့ဖြစ်ရပါတယ်ဆိုတာကိုအသေးစိတ်ပြောမယ်ဆိုလို့ရှိရင်စကလုံးမလောက်ဘူးဒါကြောင့်လောဘရဲ့အဖြစ်ကိုဦးဇင်းတို့ကိုယ်အောင်ပြောလို့ရမလားမရဘူး အဲ့ဒါဘုရားတော်ကတော့အထီရောက်ဆုံးစကလုံးလေးသုံးပြီးပြောတယ်ဟုတ်လားရစက်မှုတွေကောက်ကျင့်မှုတွေဟာလောဘရှိတဲ့တဏ္ဍလောဘရှိတဲ့လူတွေရဲ့တဏ္ဍမှာပဲမမြင်ရတယ်ဒါကြောင့်ဒီလောဘကိုမမကြိုက်ဘူးတဲ့ဟုတ်အရှင်တို့ရသော်ဘုရားလက်ထက်ကမဟာကာလဥပတကဆိုတာရှိတယ်သောတပန်ရိယသူတော်ဘာအောင်ပဲအဲ့ဒါဒီနေ့မြတ်စွာဘုရားကြောင်းတော်ကနေဥပုံဆောင်ပြီးတော့မနက်ခင်းဝီလီဝင်လေးလေးကြောင်းရနေအိမ်ပြန်တယ်သူဥပုပ်တယ်ဆိုကြောင်းအိတ်တာ ြောင်းတဲ့မြို့ရဲ့ကြားထဲမှာရေကန်းရှိတယ်။အဲ့ဒီရေကန်းမှာဆင်းပြီးတော့မျက်နှာတက်တယ်။အဲ့လိုမျက်နှာတက်နေတော့တော့တခိုးတယောက်ကခိုးတော့ခိုးတယ်အနေနဲ့ထုတ်ပိုးပြီးတော့နောက်ကလူတွေကလိုက်လို့ပြေးတာ။ပြင်းနေအဲ့ဒီနားကျတော့မနိုင်တော့အဲ့ဒီအထုတ်တထုတ်ကိုအဲ့ဒီနားပြစ်ချထားခဲ့။မျက်နှာတင်နေတဲ့မဟာကလဥပဒကအဲ့ဒီအထုတ်ကြားနေမှတော့သူမသိဘူး။ခဏနေတော့နောက်ကလိုက်လာတဲ့လူတွေကအဲ့ဒီနားရောက်လာတယ်။ရောက်လာတဲ့အခါကျတော့ဟာကြီးစား တခိုးကပြေးလို့မလွန်မှန်းသေးတော့မျက်နာတက်ဟန်ဆောင်းနေတယ်။ကြောင်းတော်ကပြန်လာတဲ့ဥပုသေဟန်ဆောင်းနေတယ်။ဝိုင်းရိုက်ကြတာဘလို့မှညင်းလို့မရဘူးတောင်းမှန်လို့မရဘူး။တောက်เสียရကြီး။အဲ့တော့တယောက်တစ်ချက်ဝိုင်းရိုက်တာအဲ့ဒီနာရင်အသက်ထွက်တယ်။အဲ့ဒီမှာရန်တော်တွေကမျက်စွာပြားကိုရှောက်တဲ့အခါအော်မဖြစ်တဲ့နာရီဖြစ်သွားတယ်ခင်ဗျာ။သောတာပန်ရိယာသူတော်ကောင်းတယောက်။တခိုးဆိုပြီးတော့အထင်မှားပြီးတော့ရိုက်တတ်ခံရတယ်။အခုလောလောဆယ်ဖြစ်နေတဲ့အနေအထားလေးကိုကြည့်မယ်ရှင်တော့ဒါကဘလို့မှမဖြစ်တဲ့ကိစ္စကြီးပေါ့နော်။ ဒါပေမဲ့ဖြစ်ရတခုဆိုတာကအခုလုံလုံးစင်လေးတွေကြည်ုံနဲ့အဖြေမှန်ကပြပြဝါမှာမရနိုင်ခြေခြေပြက်ပြက်မြင်နိုင်မှုလို့ပဲအဲ့ဒီမှာမြတ်စွာဘုရားကအေးတဲ့အခုအနေထားလေးကိုကြည့်မယ်ဆိုရင်တော့ဒါမှဖြစ်တဲ့ကိစ္စဒါပေမဲ့တစ်ချိန်လုံးကသူလုခဲ့တဲ့လုံရက်နဲ့ကြည့်မယ်ဆိုရင်တော့ဖြစ်တဲ့ကိစ္စလို့ပြောလို့မရဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီမှာကလာဥပဒနာကတစ်ချိန်လုံးက तू ကအမှုတန်းတယောက်ဖြစ်တယ်ဘာလို့ ਆ လဲဆိုတော့ तू ကဟိုတောအုပ်တစ်ခုရဲ့အဝမှာ သူကအဲ့ဒီတောထဲမှာတခုတည်းမြတွေတောင်းကျန်တဲ့အလေးရှိလို့ခီးတယ်တွေကိုသူကဘေးကင်းအောင်လိုက်ပေါ်ရတဲ့ဝန်တန်းပေါ့သူမှလူသူလက်နဲ့ရှိတယ်ခီးတယ်တွေကိုသူကအခချင်းငွေယူပြီးတော့အဲ့ဒီတောအုပ်ထဲကနေလွတ်မြောက်အောင်ပေါ်ရတာအဲ့ဒါဒီနေ့တော့လင်မယားနှစ်ယောက်လှည့်ရင်လေးမောင်းပြီးတော့လာတာသူ့ကိုတောင်းပန်တဲ့ဟိုဘက်ကိုလိုက်ပို့ပေးပါအဖို့ခပေးပါမယ်အဲ့ဒါမိမဖြစ်တဲ့ပုဂ္ဂိုလ်ဟာရုပ်ရည်ဟာအလွန်မှလှပတင်နေတယ်အဲ့ဒါကိုမြင်တော့သူကရားချင်ရားချင်တဲ့အတွက်ကြောင့်နေဦး းနဲ့နောက်နေ့မနေ့ကျမှငါပို့မယ်ဟာအချိန်စိုးကြီးရှိပါသေးတယ်ပို့ပါဆိုတော့သူအကြံဉာဏ်ထုတ်ချင်ရအောင်နေအောင်ဆိုတော့စိန်ချွဲထားပြီးတော့ထမင်းကိုမစားချင်မင်းနဲ့ချက်ကျွေးအညာအိတ်ခိုင်းတယ်တညာတော့ဘာလုပ်တယ်ဆိုတော့ဘယင်ကသူ့ကိုတနေရာကိုပို့ဖို့ပေးထားတယ်ဗရမ ्या ရှိတယ်အဲ့ဒီဗရမ ्या ကိုအဲ့ဒီလှဲသမားရဲ့လှဲပေါ်ကိုသူ့လူတွေကိုဖွက်ခိုင်းပြီးဗရမ ्या ပျောက်တယ်ဆိုပြီးတော့ရှာခိုင်းတယ်အဖွက်ထားတဲ့ပစ္စည်းကိုကိုယ့်ကိုရှာတွေ့ပြီးတော့တခိုးဆိုပြီးတော့ဝိုင်းပြီးတော့အဲ့ဒီလူကိုရိုက်တက်ကြတာ ဟုတ်လားတမာကလဥပဒကလုတ်ခဲ့တဲ့ပြစ်မှုရစက်မှုရောခောက်ကျစ်မှုရောဘာဖြစ်နေတော့လွန်နေတာနော်ဘာလို့အဲ့ဒီရစက်မှုတွေခောက်ကျစ်မှုတွေသူလုတ်တယ်လဲရကျင်လို့ပေါ့ရကျင်လာပြီဆိုရင်ရပြီးရောဆိုတာတွေးတော့လားဖြစ်တဲ့မဖြစ်တဲ့တရားတွေမျှတတယ်ဆိုတာတွေကပျောက်သွားတယ်သူကရဖို့မရဖို့ပဲအရေးကြီးလားလောဘအရင်ကြီးလာပြီဆိုလို့ရှိရင်လောဘကတိတ်မကြီးသေးဘူးဆိုရင်တော့ညံလေးနဲ့ရှင်ပြီးတော့အာဒါမှဖြစ်တဲ့မှုမလုတ်တဲ့မှု တို့လာအောင်မယ်လောဘရမ်းကြီးသွားပြီဆိုရင်အဲ့ဒါဒီမျိုးတွေကမလာတော့ဟုတ်လားအဲ့ဒီလိုမျိုးလှုပ်တင်တာတွေကိုလှုပ်ခဲ့တဲ့အတွက်ကြောင့်သူကအခုတခိုးမဟုတ်ဘဲနဲ့တခိုးဆိုပြီးတော့တတ်ခံရတာအဲ့ဒါပြောချင်တာလေးကပါတော့ရစမှုတွေကောက်ကျင့်မှုတွေဟာလောဘရှိတဲ့လူရဲ့တဏ္ဍာမှာပဲငါမြင်ရတယ်ဆိုတဲ့စကားလေးကိုပြောရင်းနဲ့အဲ့ဒါကိုအမှတ်ရလို့ပြောပြတာဟုတ်လား